ရိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်။ချင်းနေရဲ့ရန်ညုံဆိုတဲ့ဇာတ်လမ်းလေးထပ်မံရောက်ရှိလို့လာပါပြီရှင်။ဇာတ်လမ်းလေးမစတင်ခင်မှာ VPN လေးလည်းဖွင့်ပေးသွားကြအောင်နော်။ဟုတ်ကဲ့ပါရှင်။ချင်းလေးဟာဆိုရင်သူ့မိဘအလောင်းကိုမြင်ပြတဲ့ချိန်မှာသူ့မိဘကိုတတ်သွားတဲ့လူတွေတော်တော်နာကြီးမုန်းတီးနေခဲ့ပါတယ်။ဒီလိုနဲ့ငိုယိုပူဆွေးတော့ကရောက်နေရှာတာပေါ့။ဒီလိုနဲ့တော့လေချင်းပုံနိုင်စီမှာပညာတွေတင်ခဲ့ပါတယ်။ အဲ့ဒီပညာတွေရလာဖို့အတွက်သူ့လှပောင်းအချိန်တော်တော်ကြာယူခဲ့ရပါတယ်။ဒါပေမဲ့သူဘလောက်ပဲလိမ့်ကျင့်နေပါစေသူရဲ့ခန္ဓာကိုယ်ကအရန်ကိုသိငယ်နေတော့လူတွေဘာမှမလုပ်နိုင်ပါဘူး။ချက်လေးဟာသူ့မိဘတွေကိုကလဆာမချိပေးနိုင်တဲ့အချိန်မှာစိတ်ပြက်လက်ပြက်နဲ့ပြန်နေတော့ဆရာဝန်တယောက်ကယွယွမမူစေးတွေပေါ်ဆက်နေတာတွေ့လိုက်ရပါတယ်။သူ့စေးတွေပေါ်ဆက်နေရလဲပစ္စည်းတွေထည့်လိုက်တာနဲ့ကြီးမားလာတာပေါ့။ ဒါကြောင့်လည်းပဲသူကအဲ့အိုးထဲကိုခုံစင်းလိုက်ရင်သူလည်းအဲ့လိုကြီးမလားမလားဆိုပြီးသူ့အကြံစီတိုင်းခုံစင်းခဲ့လိုက်တယ်။ဒီလိုနဲ့သူလည်းသူစိတ်ကူးထားတဲ့အချိန်အကောင်ကြီးကလူထက်ကိုပိုကြီးလာတော့တာပေါ့။ဒီလိုနဲ့ပဲသူ့ရဲ့တငယ်ချင်းအတိုင်းဝိုင်းတွေကိုအကြီးအကျယ်ပြောင်းလုပ်ပြီးလူတွေပြန်ပြီးတော့ကလပ်စားခြေပါတော့တယ်။ မလေးကဲကြပါအောင်ကဲကြပါအောင်ကျွန်တော်တို့ဘာမှမလုပ်ပါနဲ့เจ้าမှန်ပါတယ်เจ้าဝင်ပါတယ်ကျွန်တော်တို့အသက်တော့ပြီးတနာကြပါခေါင်းဆောင်ကျွန်တော်တိတ်ောက်တဲ့အကုန်လုံးသိဆုပ်ထားပြီးသားပါဒါပေမဲ့ခေါင်းဆောင်ကပေကောင်ကအရင်တက်စီချင်တာလဲဆိုတာပြောလိုက်ပါကျွန်တော်ချက်ချင်းတက်ပေးပါမယ်ဒီကောင်းပြီလေတားဆွေလည်းဖင်ကြီးတဲ့လူသွေးရင်ဆုပ်လိုက်ကုံအောင်သာဆုပ်လိုက်ဟုတ်ကဲ့ပါခေါင်းဆောင်ကျွန်တော်ဖင်ကြီးတဲ့လူအရင်ဆုံးသွေးဆုပ်လိုက်ပါမယ်အာ တောင်းပန်ပါနဲ့တောင်းပန်ပါနဲ့မလုပ်ပါနဲ့ကျွန်တော်တို့အသက်ချမ်းသာပေးပါချမ်းသာပေးပါအရင်တော့ဆိုရင်မင်းတို့ကငါရဲ့မိဘမောင်နှမဆွေမျိုးတို့တက်ဖြတ်ခဲ့တာလीဒီတစ်ခါတော့ငါလှဲ့ဘောဟာအမလီတူနာပြမီအာဒီလိုတဲ့လူတွေကလည်းအကုန်လုံးကမောက်ကမတွေဖြစ်ကုန်ခဲ့တယ်ထွက်ပြေးနိုင်တဲ့လူကလည်းထွက်ပြေးနိုင်တာပေါ့ကြံတဲ့လူတွေကလည်းအသက်အန္တရာယ်ဘေးကနေကြုံတွေ့ခဲ့ရတာပေါ့ အမလီငါရဲ့စိတ်ယုံကြီးတော့သွားပါပြီငါမှတော့တာသမီးစင်ဆက်လောက်ကင်စားတော့လို့ရအောင်ဆိုပြီးတော့စူးစားလိုက်ရတာဒီချင်းနေကြောင်းအကုန်လုံးပြက်စီးကုန်ပြီအမေရဲ့ကလေးလေးရဲ့အမေရဲ့ကလေးလေးပယ်ရင်ညာရောက်နေရတော့အမေဘဝမှာကလေးမရှိမနေနိုင်ဘူးကလေးရဲ့အမေကလေးလေးအသက်ရှင်နေသေးရလားပါရမကြုံတွေ့နေရမှာလေတွေ့ရမတွေ့ချင်တော့ပါဘူးကွယ်အဲ အဖေဘာလို့ကျွန်တော်ဒီတိုင်းထားခဲ့ရလဲအဖေအဖေပြောတော့၄၅မိနစ်လောက်ပဲအိမ်သာသွားတက်မှာဆိုအခုကျွန်တော်ကျွန်တော်လည်းပြန်မလာရှာဘူးဘရိုးရဲ့ဘဝတွေကလည်းတငယ်ချင်းတွေမြင်တဲ့အတိုင်းပဲနော်တနာစရာလေးတွေဟွန်းဒီလူတွေတော်တော်တနာစရာကောင်းတာပဲငါတို့လိုမိသားစုလိုက်လည်းပါမလာကြအောင်တချို့တွေဆိုရင် ကလေးရပဲရောက်လာတာတချို့ကကြတော့လေမိဘပဲရောက်လာတာသူတို့အတွက်ခမညာမိတကွဲဖတ်တကွဲတွေနဲ့ပြစ်ကုန်ကြတာတနာစရာလေးပါလားအင်းဟုတ်တယ်နော်음သူတို့ကြည့်ရတာပစ္စည်းဥပစာတွေလည်းတခုမှရမလားထင်တယ်အေးငါလည်းအားအောင်ပြောချင်တာဟာနင်တို့ညီကွာတမျိုးငါတော့ကကြတော့ဘာရလာလို့တော့အကုန်လုံးခြေပလာလက်ပလာတွေနဲ့ပဲလीအ မလီငါရဲ့အခင်းတွေတော့သွားပါပြီငါမှနနံပင်တွေလဲကျဲထားငေယုတ်ပင်တွေကျက်သွန်ပင်တွေဟိုမှာငါရဲ့မို့ညင်းလေးဆိုရင်စားလို့တော့ရတော့မှာရေလဲမလောင်းရအခုစရင် အကုန်တည်နေပြီလားမသိပါဘူးဒါဆိုရင်ဘယ်လိုလုပ်ကြမလဲကျွန်တော်တို့ဒီတိုင်းနေသွားလို့တော့အဆင်မပြေဘူးထင်တယ်အိမ်ကလည်းမရှိဆိုရင်ကြာလိုက်ငတ်တည်လိမ့်မယ်မင်းရဲ့အေးဘယ်နေရာသွားနေရမလဲဆိုတာငါလဲစဉ်းစားလို့မရဘူးကွာ ဘဲမှသွားစရာမရှိတော့လဲဒီမှာပဲနေရအောင်ပါဘောဟာငါထင်အဲ့ချင်းနေအချင်းကြလာတာနဲ့မြတ်တည်သွားမှာပါဟုတ်တယ်ဟုတ်တယ်အမေပြောတာဟုတ်တယ်ချင်းတရားအသက်မရှိပါဘူးတို့တွေသွေးတာဆုပ်ပြီးဆိုရင်ပိုက်တွေကွဲထွက်ပြီးတည်ကြတာဒါပေမဲ့တို့နောင်လာနောင်သားတားသမီးတွေရှိသေးရဲ့လေအေးငါသာပြောရလဲဟုတ်သားပဲအမေအာတွေးဖို့မေ့သွားတာဘယ်လိုလုပ်ကြမလဲ ဒီမနဲ့တော့လာခေါ်ပါတော့ဒါပိုက်စားတယ်ဒီလိုနဲ့လူလောကကြီးတခွင်လုံးမှာလဲငိုတန်တေနဲ့ဖုံးလွှမ်းနေခဲ့ပါတယ်ဘလို့တွေဆက်ပြေအောင်မလဲဆိုတာရှင်ကြီးရဲ့ခေါင်းဆောင်ကိုပြန်လဲသွားကြည့်ကြရအောင်ပါချင်းမင်းတို့ကောင်းနေထွက်သွားတဲ့လူတွေကိုလိုက်ဖမ်းလာခဲ့ကြတယောက်မှမလွတ်စင်နဲ့ဟုတ်ကဲ့ဟိုခေါင်းဆောင် လူဆိုတာဘလို့ရုပ်လည်းမသိဘူးအေးလူဆိုတာငါချစ်ဖနောင်းနိုင်တူတာသိပြီလားဟုတ်ကဲ့ဟုတ်ကဲ့တောင်းပန်ပါတယ်မင်းရလဲကွာကောင်းဆောင်ရဲ့မျက်နှာအနေထားနဲ့တစ်ချက်ရှုံးနေတိုင်းမဲ့ငါပြိုစေချင်တော့ပါအေးမင်းပါတာမင်းတော့ပြောနေလိုက်ဘသူမှဒီချိန်မှမပြောချင်ဘူးကအင်ကြီးရလဲသူ့တပည့်တွေထွက်ပြေးသွားတဲ့လူတွေကတော့ပြန်ပြောဖမ်းလာခိုင်းခိုင်းလိုက်တယ်ဒေါ်ထဲမှာနေတဲ့လူတွေကလည်းမစားမတော့ရတာတရက်လောက်ရှိနေပြီလေတဝီဝီနဲ့ဘာတန်လဲဟာ ပြီးတော့ညရေးမှာငါးတယောက်တည်းပဲမအိပ်သေးပါဘူးဆိုကြောက်ကြရင်ဘာတယ်လာအော်နေရလဲမသိဘူးဒဝဝီနဲ့အတန်လည်းအကျွဲ့ကြီးပဲသူကလည်းအိပ်မပြောသေးတာနဲ့အတန်လာရလမ်းကိုသွားကြည့်လိုက်ပါတယ်ဘာသန်လဲဟန်တူတူရေဝါမအိပ်ပြီးဟလားကောင်းနေအမလီဟမ်ဘာသန်တော့ဟာပို့သူတော့ဒီလောက်ကြည့်အောင်အော်ရဟမ်သူဘာဒီအော်နေရတော့ချင်းနေငါတို့နေရာတွေ့သားပြီဟုတ်လား ဒါဆိုရင်ထွက်ပြေးကြရအောင်လေမြေမြေထကြတော့မိမမိမမိမထတော့မိမမိမဘာတော့ယောက်ျားရဲ့ဟိုမှာမြေမြေပြေးမြေမြေပြေးချင်းနေငါတို့နေရာတွေ့ပြီးတဲ့ဟာပြေး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 အမလေးမင်းနေပြေးကျွန်တော်ဆောင်းအောင်လေကျွန်တော်ဆောင်းမအောင်ဟဲ့လူတွေခိုးချင်းချင်းရက်စမ်းမပြေးနဲ့မင်းဘာလို့တော့ပြောလိုက်တာတော့မပြေးနဲ့နေမလားဟိုငါနဲ့အော်နဲ့သူတို့ကြောက်ပြီးမပြေးဘူးလားလို့ပါဘာမပြေးရမှန်းလဲအခုတယောက်မှမရှိတော့ဘူးလေ နေစကားများမနေတော့သူတို့နောက်မြင်မြင်လိုက်လေဘာလို့ငါ့ရန်နာရှာညတော့လင်းကုန်နေကောင်းဆောင်များထည့်ညလားဟမ်အေးငါကောင်းဆောင်မဟုတ်ပေမဲ့နေတဲ့အသက်ကြီးတယ်ဟာအသက်ကြီးတော့ငါဘာလို့ရမှာလဲမင်းတို့ကလည်းစကားများမနေတော့မင်းတို့ရန်ဖြစ်တာနဲ့ပဲဟိုမှာဟိုလူတွေကအကုန်လုံးထွက်ပြေးနေပြီဟုတ်ပါရဲ့ဒီကောင်တွေကသုံးစားလို့မရဘူးပြေ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 းဟမ်မလဲလဲလဲအမလဲလဲမောလိုက်တာပြေး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 သူတို့လမ်းပိတ်သွားအောင်ကြောက်ခဲနဲ့ထွက်လိုက်ရတာပေါ့ ဒီနေ့တော့သူတို့သိပ်ပြီးသားမှတ်တော့အမေအာဟာဟာဟာမပလမင်းတို့ကထွက်မပြေးဒီလောက်ထိနာမှာမဟုတ်ဘူးမင်းစကားမရမနေစမ်းပါနဲ့မျက်မျက်သာဖမ်းငါတို့မမိသေးတဲ့လူတွေအများကြီးပဲရှိသေးတယ်ဟာโอเคโอเคဒါဆိုရင်မင်းတို့ဒီမှာအောင်စုံမထားလိုက်ငါအဲ့လူတွေကိုတော့ဖမ်းနိုင်အောင်ပဲကျွန်တော်မောလာပြီအမေကြည်ထားငါသာ ပြေးတာပြေးတာပြေးတာအမေတို့ဒါမှအတဲသူ့မှာမေ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 ဟောမအရှင်မကိုရှိတယ်ကျွန်တော်တို့အဲ့မှာသွားပေါင်းရအောင်သွားမယ်သွားမယ်သွားမယ်ကျွန်တော်မထားခဲ့ပါနဲ့ကျွန်တော်ဆောက်ပါအောင်မြင်း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 ငါတို့တော့သူတို့လိုက်လာပြီမြင်း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 လောက်လေပပိုးတော်ရေမြင်း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 ဘာလို့ဒီလောက်တော့လီးနေရတယ်ကွာအိုးတွန်းလေတွန်းလေတာ တာလေးတွန်းတွန်းတွန်းဒါမှငါသာအမြအကျိုးဆောင်ဖြစ်ပါတော့သာကျွန်တော်လည်းတွန်းနေရပဲလေမေဒီမှာတွန်းလို့မရဘူးတအားလေးတယ်မေအမလေးအခုမှပဲအသက်ရှူလို့ရတော့တယ်ဟမ်သူတို့လည်းအာနောအထဲဝင်သွားကြပြီဟိုမှာကိုကပိတ်လိုက်ပြီမတုံးတာမင်းမပြောလဲငါသိတယ်တော်လို့စကားများနေတရတော့ဒီမှာတော်သာထွက်ရတဲ့ချင်းဟုတ်ပါမင်းတို့နေကွင်းနေလိုက်တာများတာလေးတော့မမီဘူးတဲ့ ညမင်းပြောနေရဟဲ့တင်းလို့နဲ့သူတို့ကဖွဲ့သားတရားလေကိုထဲကဝင်သွားပြီးတော့တညတာအတွက်တော့အသက်ရှင်ခွင့်ထက်ရသွားတော့တာပေါ့ဒါပေမဲ့သူတို့မျက်ရည်ပင်လည်းရတော့မရက်တန့်သွားသေးပါဘူးဘာလို့လဲဆိုတော့သူတို့ထွက်ပြေးနေတော့မှအိမ်မောကြနေတဲ့လူကလည်းအိမ်မောကြဆိုတော့အာလုံးလိုက်ပါမလားခဲ့ဝင်ပြီးတော့မိသားစုတွေကြံခဲ့တဲ့လူတွေအတွက်လည်းဝမ်းနဲ့ကြေကွဲစာနဲ့ပြက်လဲငိုကြွေးနေခဲ့ကြတာပါပေါ့ဘာလို့လဲဆိုအဲ့မှာကြံခဲ့တဲ့လူတွေအကုန်လုံးက ကျင့်တယ်တက်ပြက်ခြင်းကိုခံရမှာမလို့ပါပဲသူတို့လူကအကုန်ပါမလာဘဲနဲ့တဝက်ပဲပါလာခဲ့ပါတယ်ဒါပေမဲ့ဖိုးထုတ်တို့ရဲ့မိသားစုကတော့အခုချိန်ထိလူဆုံဆုံလင်းလင်းနဲ့အန်ဒီဟန်နေထပ်ပြေးဒိန်းရှောင်လာနိုင်ခဲ့တုံးပါပဲရွာသူရွာသားတွေအားလည်းတုံတုံအံ့အံ့အုံနောက်တွေနေဆိုတော့ဘာမှမတွေ့ချက်မခေါ်တက်နေပေါ့အဲ့ဒီချိန်မှာဖိုးတပါသူ့အတွေးတွေထုတ်ပြီးတော့ပြလိုက်တာပေါ့အားလုံးပဲခဏလောက်နားထောင်ကြအောင်နော် ီးတော့ကျွန်တော်တို့ကဒီနေ့အသက်တရားနေလွံ့မြောက်လာနိုင်တယ်ဆိုပေမဲ့တသက်လုံးအတွက်တော့အန်တီယာမကင်းနိုင်ဘူးလေကျွန်တော်အထင်နောက်ထပ်3ရက်လောက်ဆိုရင်သူကျွန်တော်တို့ကိုထက်လာရှာမယ်ထင်တယ်ဒါဆိုရင်ကျွန်တော်တို့ဘယ်နာသွားနေမှာလဲအေးအဖေလေအာဒွေးနေတာအင်းကျွန်တော်အထင်တော့ကျွန်တော်တို့တွေကရုတ်ချင်းလေးတူးပြော့မြေထဲမှာခဏလောက်နေရမယ်ထင်တယ်မင်းရောများယူနေရလားလူကြီးရောဘလို့တော့မြေအထဲမှာနေမှာတော့မနေဖို့ငါကတော့ပြည့်ရက်စိတ်နေကြောက်တယ် ီးတော့မြေကြီးထဲမှာအောက်ဆီဂျင်လည်းမရှိဘူးမလားအေးဒါဆိုရင်မင်းမနေချင်ချင်ရဲ့အစအစာလှုပ်လိုက်လေမင်းမကမင်းတယောက်တည်းနေခဲ့နောက်ထပ်3-4ရက်စရင်တော့အဲ့ချင်နေထပ်လာမှာတည်ချတယ်အေးမဒါဆိုရင်လည်းပဲတတ်နိုင်မလဲငါပြောသားပဲသူတို့စကားနားထောင်လိုက်ပါစို့သူတို့ကစီစဉ်တက်တယ်ဟာငါတော့ငါတရားဖွဲ့တယ်မမနေချင်ဒီထားမှာအကုန်လုံးရုပ်ဆိုးတွေကြီးပဲအမလေးမင်းရတော်တော်ချောရဆိုတော့အီမန်ထားတဲ့ရုပ်နဲ့ ဒီလိုနဲ့သူတို့အဖွဲ့ကလည်းအဲ့ထဲမှာခဏလောက်နေလိုက်ရပါတယ်။မနဲ့မိုးလင်းလာတဲ့ချိန်မှာတော့ကောင်းဆောင်ကျွန်တော်တို့လူတွေလင်းခိုင်းရောက်ပဲရလာခဲ့ပါတယ်။ကျွန်တဲ့လူတွေကကိုယ်ထဲမှာဝင်ပြေးသွားလို့ပါငတုံးအဲ့လူပေါက်ဆောက်လေးတော့နင်တို့ကဖမ်းမလာနိုင်ဘူးဟုတ်လား။နင်တို့အတောင်ပိုင်းတွေကဘာလို့ဖို့ထားထားရတော့ဟမ်မင်းတို့အလိုက်တယ်လားချစ်နေလားပြောစမ်းဟုတ်ကျွန်တော်နောက်ထပ်တစ်ခါအခွင့်ရေးပေးပါနောက်ထပ်တစ်ခါဆိုရင် ဒီလိုမဖြစ်စေရပါဘူးဒီလိုထပ်မဖြစ်စေရပါဘူးကျွန်တော်ကတိပေးပါတယ်ငါတို့မျက်နှာကောင်းကောင်းမှတ်မိတယ်မင်းတို့ဖမ်းလာတဲ့လူတွေကငါမိပါ့ကိုတက်တက်လူတယောက်မှမဟုတ်ဘူးဒါဆိုရင်ကျွန်တော်တို့ဘလို့လုံးစိတ်ချင်ပါသလဲဘာလို့လဲဆိုကျွန်တော်ကကောင်းဆောင်ရဲ့မိပါ့ကိုတက်တက်လူနဲ့တခါမှမမြင်ဘူးပါဘူးနားပါတာငါတို့သွားရှာလိုက်မယ်ဟမ်ကောင်းဆောင်ကျွန်တော်ဘာလို့ထိုးတာလဲအေးမင်းကဗဆက်နဲ့နဲ့ငါနားလာပြောလို့ဟေးသိပြီလား ငါတို့ချင်မှာတော်တဲ့တော့မရှိတာဘူးလို့သူတို့တွေဖမ်းလာတဲ့လူကသူတို့အကောင်းဆောင်ရဲ့မိဘကိုတက်ဖြတ်ထားတဲ့လူတွေတယောက်မှမဟုတ်ပါဘူးဖိုးထုတ်တို့ဖမ်းမှာလည်းဖိုးထုတ်စီစီညွန်ကြားထားတဲ့အတိုင်းအကုန်လုံးဝိုင်းလို့ကင်နေကြပါတယ်သူတို့ကကျင်းတကျင်းမှာလေငါရောက်စုပေါင်းပြီးနေခဲ့ပါတယ်ဖိုးထုတ်တို့မိသားစုကတော့တကျင်းထဲမှာတူတူနေပါတယ်သူတို့ရဲ့အတွေ့အကြုံတော့သူတို့သာဂလုတ်ကျင်းနေနေမယ်ဆိုရင် ်ကျင်တရသူတို့အနဲ့ကိုမရဘူးပြီးတော့ညီကြီးတဲ့မဝင်နိုင်ဘူးဆိုတဲ့အတွေးနဲ့တူပြီးနေခဲ့ကြတာပါကျင်ကြားတယ်ဟာသူတို့တွေးမလားကြာမမဟုတ်အသက်အန္တရာယ်ကနေလွတ်မြောက်သွားနိုင်မလားဆိုတာအပိုင်းသုံးမှာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်